ခုရင်စိရှိချမ်းချုပ်မယ်နော်ရင်စိရှိချမ်းချုပ်တဲ့အခါမှာတစ်ဖက်ကိုနှစ်လက်မှခောက်မယ်နှစ်လက်မှခောက်တဲ့အခါမှာဒီတိုင်းလေးခောက်မယ်ဟုတ်ပြီနော်နှစ်လက်မှခောက်ပြီးရင်ဘယ်လောက်ပြန်ခောက်မလဲဆိုလို့ရှိရင်တစ်လက်မှပြန်ခောက်ပါမယ်ဒါကြည့်သည်အတွက်ရှာကျေးဒီတက်ဖို့အတွက်ရှာထည့်ဖို့အတွက်ကိုနှစ်လက်မှခောက်ပြီးတစ်လက်မှပြန်ခောက်တာ ဟုတ်ပြီနော်ပြီးရင်နောက်ထပ်ဒီဘက်တစ်ဖက်ဒီဘက်တစ်ဖက်ပို့ကြတော့ဘယ်လောက်ခောက်မလဲဆိုလို့ရှိရင်တစ်လက်မှခောက်မယ်တစ်လက်မှတိုင်းပြီးပြီဆိုတာနဲ့တစ်လက်မှခေါချလိုက်မယ်ပြီးရင်ချင်းတစ်ခုပို့မယ်နောက်ခုအကြည့်ပို့မယ်အညီပို့ပြီးတော့ခေါချလိုက်မယ်ပြီးရင်ပြန်လေးနဲ့ထူလိုက်မယ် နော်ဒါခောက်ပြီးပြီဆိုလို့ရှိရင်နောက်ချမ်းကိုချက်ပြီးတော့ဆွဲမယ်နော်နောက်ချမ်းကိုဒီတန်းချက်ပြီးတော့ဆွဲမယ်ဆွဲတဲ့အခါမှာအောက်တင်နာကိုဗိုက်စာဘယ်လောက်ယူပေးရမလဲဆိုရင် အောက်တင်နာကိုဗိုက်စာတက်လက်မှတ်ခွဲယူပေးရမယ်ဒီအောက်တင်နာကိုဘယ်လောက်ယူပေးရမလဲဆိုလို့ရှိရင်ဗိုက်စာတက်လက်မှတ်ခွဲယူပေးရမယ်တယ်လမကွဲယူပြီးပြီဆိုလို့ရှိရင်ဒီအပေါ်ဘိုင်းကိုတော့ဒီအတိုင်းထားမယ်ဒီဘိုက်စာတယ်လမကွဲယူထားတဲ့အတိုင်းကိုနောက်ချမ်းလေးကိုရွှေ့ပြီးတော့ဆွဲလိုက်မယ်ဒီပုံစံတိုင်းလေးရမယ် ဟုတ်ပြီနော်ဒီပုံစံတိုင်းလေးရလာပြီဆိုလို့ရှိရင်မလို့မလုပ်လဲဆိုရင်နောက်ချမ်းအတိုင်းကိုထက်ပြီးတော့ဆွဲမယ်နောက်ချမ်းအတိုင်းကိုထက်ပြီးဆွဲလိုက်ပြီဟုတ်ပြီနော်နောက်ဆန်းတိုင်းကိုထပ်ပြီးဆွဲပြီးဆိုလို့ရှိရင်မာယူကရှေ့ကျဲပခုံးကိုဘယ်လောက်ချမလဲဆိုလို့ရှိရင်ရှေ့ကျဲပခုံးကိုအမြဲတမ်းသုံးစိတ်ချပေးရမယ် ခြေစဲမခုံးကိုတုံးစိတ်ချပေးမယ်။တုံးစိတ်ချပေးပြီဆိုတာနဲ့ဒီတိုင်းလေးဆက်မယ်။ဟုတ်ပြီနော်။ပြီးတာနဲ့ခြေစဲလည်းပြောင်းအောင်ပေါ့။ခြေစဲလည်းပြင်မှာဖောက်ဖောက်တဲ့အခါမှာဒီတောင်တောင်ကျိုးအစွန်လေးတွေ့လား။ဒီတောင်ကျိုးအစွန်လေးကနေပြီးတော့မှဘလောက်တိုင်မလဲဆိုလို့ရှိရင်ငါးလက်မှတိုင်မယ်။နော်ဒါကိုဖောက်ချင်တယ်လို့ဖောက်လို့ရတယ်ရှေ့ကျဲနေပေးမှကိုဒီပုံစံပဲဖောက်ဖောက်အဝိုင်းပဲဖောက်ဖောက်လေးတော့ပဲဖောက်ဖောက်ကိုဖောက်ချင်တယ်လို့ကိုတိုင်းချင်တယ်လို့တိုင်းလို့ရတယ်နော် ီတာနဲ့မှယူပါလို့မလဲဆိုရင်ငင်းလေးတစ်ချောင်းဆွဲချမယ်။နော်ငင်းဆွဲပြီးတော့ဒီငါလက်မှအတွင်းထဲမှာပဲဒီကောက်ပိန်နဲ့လေးနဲ့မှယူလို့လေပင်ပေါက်လေးကိုဖောက်မယ်။ဟုတ်ပြီနော်ဒီပုံစံတိုင်းလေးဝိုက်ဝိုက်လေးဖောက်မယ်။ဒါမှပိုယူထားတဲ့စကေးအကြိုင်ကိုလေပင်ပေါက်လေးအဖြစ်မှာဟုတ်ပြီနော်။ညနေဒီတီကိုဘယ်လောက်တိုင်းမလဲဆိုလို့ရှိရင်ငါလက်မှတိုင်းလေးရမယ်။ ပြင်ရှေ့တန်းတောက်ထည့်မယ်။ရှေ့တန်းတောက်ထည့်တဲ့အခါမှာလေပင်းစုံကနေတိုင်းမယ်။လေပင်းစုံကနေတိုင်းပြီးတော့ဘလောက်မှထည့်မလဲဆိုလို့ရှိရင်30 30ကျွဲ71မှာထည့်လို့ရတယ်။နော်။30 30ကျွဲ71မှာထည့်တဲ့အခါမှာ10လက်မှကျတော့အရန်နေတဲ့လူတွေထည့်ပြရမယ်။ဟုတ်ပြီနော်။30ကျွဲရကျတော့အရက်အနေတော့တမားထည့်မယ်။71လက်မှကအရက်မြင့်တဲ့လူတွေထည့်ပြရမယ်။ဒုတိယအမှတ်ကို14 14ကျွဲ15မှာထည့်လို့ရတယ်။14လက်မှက အရက်နှင်းတဲ့လူတွေထည့်ပေးရမယ်၁၄ဝက်ရအရက်အနေတော့သမားတွေထည့်ပေးရမယ်၁၅မှအရက်မြင့်တဲ့သူတွေထည့်ပေးရမယ်ဟုတ်ပြီနော်ကိုယ့်ရဲ့အရက်အနေဓာတ်ပေါ်မှာမူတည်ပြီးတော့ထည့်မယ်ပြီးရင်ဒုတိယအမှတ်ရဲ့အောက်ကိုဘယ်လောက်ထည့်မလဲဆိုလို့ရှိရင်၅လက်မှအကွာယူပြီးတော့ထည့်မယ်နော်တတိယအမှတ်ကကြတော့ဒုတိယအမှတ်ကနေပြီးတော့မှဘလောက်ထည့်မလဲဆိုလို့ရှိရင်ငါးလက်မှအကွာမှထည့်မယ်ဒီတမတ်နှစ်မှတ်သုံးမှတ်စလုံးကိုပိတ်အစကနေဘလောက်ယူမလဲဆိုလို့ရှိရင်ပိတ်အစကနေပြီးတော့မှ၄လက်မှအကွာယူမယ် လေးလက်မပွားယူမယ်နော်အိစာနေပြီးတော့မှလေးလက်မပွားယူမယ်ပြီးရင်ညတစ်ချောင်းဆွဲချလိုက်မယ်ပြီးရင်ဒုတိယမှတ်ကနေပြီးတော့မှကိုဘက်ကို၄စိတ်ယူမယ်ဒီဘက်ကို၄စိတ်ယူမယ်ပထမမှတ်နဲ့ဒုတိယမှတ်နဲ့ဥဆက်မယ်ဒုတိယမှတ်နဲ့တတိယမှတ်နဲ့ဥဆက်မယ်ပထမမှတ်နဲ့ဒုတိယမှတ်နဲ့ဥဆက်မယ်ဒုတိယမှတ်နဲ့တတိယမှတ်နဲ့ဥဆက်မယ်ဒါဆိုလို့ရှိရင်ရှေ့ချမ်းပြီးသွားပြီဆိုင်ဝိုက်ဖို့ပဲကျန်တော့တယ်